မတ်တမဲတွေကနေအမတ်တရတွေကိုဖြစ်စေတယ်။လှုပ်ထားတာမျိုးမဟုတ်ဘူး။ဇလန်းရေးပြီးဖန်တီးထားတာမျိုးလည်းမပါဘူး။ဘယ်သူ့တော့အရက်ကဖြစ်ပါစေ။ဘလောက်ပဲဝေးဝေးလန့်လန့်ဖြစ်ပါစေ။နီးစပ်စီခဲ့တော့ဂိမ်းတစ်ခု။ရင်းနှီးမှုဂယုဆိုင်မှု အမတ်တရအခိုက်အတန့်တွေနဲ့2028မြောက်များပြားသောချစ်ချင်းမြတ်တာတွေကိုခံစားခဲ့ရဘူးတော့ဂိမ်းတစ်ခု။ကားတစ်ခု DJ Fighter Blue Ski နဲ့တန်ကမောက် American စစ်ငယ်ဘဝရဲ့တစိုက်တစ်ပိုင်းနေထဲမှာအပူပင်ဆိုတာမရှိတော့ဆော့ပစ်ခဲ့တဲ့ဂိမ်းတွေနဲ့မတူဘဲနဲ့ပူပင်ဆိုတာကိုနားလည်လာပြီးမှယူယူမူမူဆော့ပစ်ခဲ့တော့ဂိမ်းတစ်ခုနှွေးထွေးခြင်းစီးလုံးခြင်းတွေမဆိုထားနဲ့ဒေါသမထီမဲ့မြင်ကြမ်းတမ်းမှုနဲ့ခိုက်ရန်အမျက်တွေကိုပါအမတ်တရားတွေကိုထဲပစ်နိုင်ခဲ့တော့ဂိမ်းတစ်ခုမိုဘိုင်းလောကရဲ့ခေတ်တစ်ခေတ်ပြိုင်ပြိုင်ဆိုင်ဆိုင်ရှိလာတဲ့ e-sport နယ်ပယ်ကြီးထဲမှာပျော်ပျော်ရွှင်ရွှင်နဲ့ငါတို့ရွေးချယ်ခဲ့တော့ gain the cool. တ်ကြီးဟာဂိန်းတစ်ခုတက်ပို့တယ်။ဝိုက်ချက်ထဲကကျွန်တော်တငယ်ကြီးနေရဲ့အတန်ကိုအခုထိကြားနေစေမှုဂိန်းတစ်ခုတက်ပို့မယ်။ဆန်းအောင်မြေပုံရောက်တာနဲ့စိတ်ညစ်မှုတွေပင်ပန်းမှုတွေတနေ့တာစိတ်မောတွေကိုကုသပေးခဲ့တဲ့အတွက်ဂိန်းတစ်ခုတက်ပို့တယ်။ဘေးကုန်းနေတယ်ပြောတော့အခုထည့်ပေးလိုက်မယ်။နေသာဂိန်းထဲကိုလာတော့လို့ပြောတဲ့တငယ်ချင်းမလေးရှိခဲ့တဲ့အတွက်ဂိန်းတစ်ခုတက်ပို့တယ်။ပေါ့ပြင်ကျွန်တော်အမြဲတမ်းနိုင်နေပြီးတော့လေတိုက်တက်တဲ့ကောင်မလေးတယောက်က ငါအဲ့အချိန်တွေကိုအရန်လွှမ်းတာပဲလို့ပြောတော့ရဲ့ရင်ဝဲခဲ့ရတဲ့အတွက်ဂိမ်းတစ်ခုတက်ပူတယ်ငါကတော့မန်းလေးမှာငါကတော့ပူတာဟိုမှာငါကတော့ရန်ကုန်မှာပဲဆိုပြီးတနေ့ဆုံကြမယ်နော်ဆိုတဲ့တန်ရုံးစင်တွေကြောင့်ဂိမ်းတစ်ခုတက်ပူတယ်ဂျာကဝီကိုအမြဲတမ်းဆင်းတဲ့ main ကလေးတယောက်ကျွန်တော်တချင်းတွေကိုလိုက်ဆိုတတ်တဲ့ main ကလေးတယောက် enemy နဲ့တွေ့တိုင်းပတ်ပြီးမှပြစ်တတ်တဲ့ main ကလေးတယောက်သူလူရင်လူသလိုလိုဝီကွိုင်းဝေါ်ဟက်မက်ဂျစ်ဘူးလက်အခြားနိုင်ငံရဲ့ VPN တွေကိုပါကြော်ပြီးတော့အနိုင်ကျင့်တတ်တဲ့ main ကလေးတယောက် နင်တို့ကပြစ်ငါကကယ်ပေးမယ်ဆိုတဲ့မိန်းကလေးတယောက်ဒီချိန်မျိုးပြန်မရနိုင်ခဲ့ဘူးမင်းတို့တော့မသိဘူးဘောက်ပြစ်တိုင်း ဒီအရန်တိုက်တဲ့ကောင်လေးရှိတယ်။နောက်သွားတဲ့သူကိုတနက်နဲ့ဆက်ပြီးပြစ်တာတက်ခေါင်းဆောင်ပြတာငါ့ကိုပူပြီးတော့ဒေါသထွက်စေခဲ့တယ်။ TDN ကနိုင်လာတဲ့ screen shot တွေကို Facebook နဲ့ TikTok မှာတင်ခဲ့တဲ့တော့ဆန်ဆန်ခစ်တခစ်လဲငါတို့မှာရှိခဲ့တယ်။ Undo ပြဖို့အတွက် Sam White စတူကြီးတရားလောက်မလိုပါဘူးတာကြီးဟာစမုံနဲ့ဘုံမှားကျတော့တစကွက်လုံးရဲ့မေတ္တာပို့တန်တွေကိုကြားခဲ့ရတယ်မဟုတ်လား။ငါတို့ရဲ့ skill တွေကတခြားကောင်တွေနဲ့ရှင်ညံ့ရဲ့ညံ့နေလိမ့်မယ်။ ငါတို့တငယ်ချင်းတွေကစားဖို့အတွက်တော့လုံလောက်ခဲ့တယ်မဟုတ်လားငါတို့လှုပ်ခဲ့တဲ့ဟာတာတွေငါတို့ပြစ်ခဲ့တဲ့တနက်တန်တွေဟာခုဒီနားထဲမှာကြားနေသေးပဲအသက်တွေကြီးလာပြီးအချို့ကဂိမ်းကိုမစော့ပြစ်တော့ဘူးအချို့ကအချိန်မပေးနိုင်တော့ဘူးအချို့ကအိမ်အောင်တွေကိုစီနဲ့အဆက်အသွယ်မရတဲ့သူတွေလည်းရှိတယ်မဆက်သွယ်တော့တဲ့လူတွေလည်းရှိမယ်အဲ့ဒီတော့ကနော်လို့ပြောပြီးတော့အခုထိမထွေဘူးသေးတဲ့လိုင်းပေါ်ကတငယ်ချင်းတွေလည်းရှိမယ်ဒီဂိမ်းကိုစော့မိတိုင်းဒီတငယ်ချင်းတွေကိုသတိရနေဦးမှာပဲမဟုတ်လားပြန်မရနိုင်တော့တဲ့မမရဲ့အချိန်တွေဦး ငါတကယ်လွမ်းပါတယ်မမေ့နိုင်စရာမှတ်တရရဲ့ပြောင်းလဲလာတတ်တဲ့လူတဘာဝရဲ့ဖျားဟောတဲ့အိိဆာအမြဲမရှိခြင်းတွေဟာတကယ်မှန်ပါတယ် KD တွေလည်းမပြိုင်ကျင်တော့ဘူး RAN တွေလည်းမနိုင်ကျင်တော့ဘူးပေါ့တူပေါ့လည်းမပြစ်နိုင်တော့ဘူးဘယ်တော့မှတက်မလာတော့တဲ့70အကူဆိုတဲ့မင်းတို့ရဲ့အင်ဂိမ်း profile တွေကိုကြည့်ပြီးမင်းတို့ကိုတကယ်သတိရပါတယ် ဖြီးတော့တဲ့အချိန်ဒီမှာပြန်တန်းတာမှတ်ရနေတာဟာလေတနည်းအားဖြင့်နောင်နာတမျိုးပဲမို့ရှိနေတော့အချိန်လေးတန်ဖိုးထားကြဖို့ပြောရင်းနေပဲဂိမ်းတစ်ခုတက်ပို့တဲ့အရာရီကိုလုတ်ပေးနိုင်ခဲ့တဲ့ကျွန်တော်ရဲ့ဂိမ်းအလေးပြုပါတယ်